အားလုံးကိုမင်္ဂလာပါဒီနေ့ကျွန်တော်ဖိပြနေတဲ့အရာလေးတခုကိုကျွန်တော်ပြောပြချင်ပါတယ်အဲ့ဒီအရာလေးကိုကျွန်တော် remind လုပ်ချင်ပါတယ်ဘာအကြောင်းရလဲဆိုတော့ကျွန်တော်တို့အထင်းမှာအများရန်ဖိပြနေတဲ့အရာပါလဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းပြစ်ပြတဲ့အရာရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကမေ့တတ်တဲ့အချက်ရှိတယ်အဲ့ဒီမေ့တတ်တဲ့အချက်ကိုကျွန်တော်တို့ကဘလို့ဖျောက်ပြက်လို့မရဘူးဆိုတဲ့အရာကို ျွန်တော်တို့ကတိထားတယ်ပေါ့ဒါပေမဲ့အဲ့ဒီအရာကိုကျွန်တော်တို့ကဘယ်လိုဖျောက်ဖျက်မလဲဆိုတဲ့အကြောင်းကိုလည်းပြောပြချင်ပါတယ်ကျွန်တော်တို့ကားမောင်းတယ်စူပါဆုကျွန်တော်က Uber မောင်းတယ် Lyft မောင်းတယ်ကျွန်တော်တို့ကားမောင်းတဲ့အချိန်မှာကျွန်တော်တို့ရဲ့ customer တွေနောက်မှစီးတယ် customer နောက်စီးတဲ့အချိန်မှာတော်တော်များများ customer တွေပေါ့နော်တို့ကတော့ဒီလာစီးတယ်တို့ကားထဲနဲ့ထွက်တဲ့အချိန်မှာပြန်စစ်ဆေးတယ်တို့ထိုင်တဲ့နေရာတွေကိုပြန်စစ်ဆေးတယ် အချို့ကြတော့မစစ်စေးဘူးသူတို့ကချစ်ချင်းထွက်သွားတယ်သူတို့ဖုန်းတွေကြံခဲ့တယ်သူတို့တွေရဲ့အဲတံပိုးရှိတဲ့ဟာတံပိုးမရှိတဲ့အချို့တွေကြံခဲ့တဲ့ဟာလည်းအများကြီးရှိပါတယ်ဆိုတော့တင်းနေအဲ့ဒီလိုဖြစ်မှာပဲတနည်းအားကိုကျွန်တော်တို့ကဟိုခီးထွက်တော့မယ်ဆိုရင်တော့ဒါ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 ကျွန်တော်တို့ကယူရမယ့်အရာတွေကိုကျွန်တော်တို့ကမယူမနဲ့ခီးထွက်ပြီးမှကိုရောက်မရောက်ရမယ့်နေရာကိုရောက်တဲ့အချိန်မှာပဲဟာဒါမပါလာဘူးဟာဒါမိကြံခဲ့တယ်အချို့တော့သူကထုတ်ပိုးထားတယ်ဒါပေမဲ့အိမ်မှာမိကြံခဲ့တယ်နော် အဟိုမရောက်မှာပဲဟာဒါမှကြံခဲ့တယ်ကွာဆိုတဲ့အရာ ဖြစ်ခဲ့ဘူးလားကျွန်တော်ကိုယ်တိုင်ကအမြဲတမ်းဖြစ်တဲ့အရာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်ကအာအလုံးမှာကျွန်တော်တို့အလုပ်လုပ်လို့ချင်းကျွန်တော်ကဒီအသားစိတ်ရုံမှာအဝိုင်ဟောက်စူပါဗိုင်ဇာကျွန်တော်လုပ်တယ်ကျွန်တော်အဲ့ဒီနေရာလုပ်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဒူရီတော်တော်များများရဲ့အချက်ကဘာဖြစ်လဲဆိုတော့နခါပြန်မကြည့်ချင်ဘူးနခါပြန်မလုပ်ချင်ဘူးကိုယ်လှုပ်တိုက်တဲ့အရာကโอเคအားလုံးအဆင်ပြေတယ်လို့ပဲလူတိုင်းကယုံကြည်စိတ်ချထားတော့ နှစ်ခါ double check up လုပ်ဖို့အတွက်သူတို့မလုပ်ချင်ကြဘူးပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ဇယေးက၃ယောက်ရှိတယ်အဲ့ဒီဇယေးကိုကျွန်တော်တို့ကအမြဲတမ်းကိုပြောပြရတယ်ဟေးအာ double check up လုပ်ပါ paperwork double check up လုပ်ပါအခုကျွန်တော်တို့ဒီနေ့ညမှာကုန်တင်မဲ့အရာတွေအားလုံး double check up လုပ်ပါလုပ်ပြီးတာနဲ့အားလုံးကိုကျွန်တော်တို့အလုပ်ပြီးတာနဲ့ပြန်ပြီးမှ double check up အလုပ်ကိုပြန်စစ်ပါလို့။ဘာကြောင့်လဲဆိုရင်တော့တညတညကိုကျွန်တော်တို့အဲ့ဒီတုန်းက run ရတာ14 to 15 million dollar ကျွန်တော်တို့က နိုင်ငံသားတွေကိုအသားကုန်ပို့နေရတဲ့အခြေဖြစ်တယ်။မားလို့မရဘူးဟုတ်နော်။မားလို့မရဘူး။အင်မတန်မှဒီအာစီးစနစ်ကျတဲ့နေရာဖြစ်ပါတယ်။ဆိုတော့အချို့တော့ကျွန်တော်တို့ဒီအာစည်ရည်တွေကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ staff တွေကဘာလဲဆိုတော့ငကိုတွေကအဲ့ဒီအချစ်ပါလာတော့သူတို့ကကယူမဆိုင်ဘူး။ तू လှုပ်တဲ့အရာကို तू ကောင်းကောင်းလှုပ်နေလို့ပဲထင်တယ်။ဒါပေမဲ့နောက်တည့်ရပြန်စစ်ဆေးတဲ့အချိန်မှာဆက်ရက်ဆက်တန်းနေမာတာတော့ အလုတ်တွေကဒါတွေမလုတ်ခဲ့တာကြံခဲ့တာတို့အများကြီးဖြစ်တတ်ပါတယ်ဆိုတော့အဲ့ဒီအရာလေးတွေကိုကျွန်တော်အများရန်ကိုပြောပြတဲ့အရာရှိပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအများရန်ကို remind ပေးတယ်ပေါ့နော်ဒါကြောင့်မို့တခါတလေကျွန်တော်အလုတ်ထင်းမှာကျွန်တော်တို့ supervisor လှုပ်တဲ့ဆိုလှုပ်တဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ကသူတို့ထက်အချိန်ပိုပြီးမှကျွန်တော်ထိုင်ရတယ်ဘာလို့လဲဆိုတော့သူတို့လှုပ်ခဲ့တဲ့အရာတွေကိုကျွန်တော်တို့က double check up ပြန်လုပ်ရတယ်အဲ့လိုမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်မို့ ဟိုအချိန်မကြာတစ်ပဲနဲ့ကြာသွားတဲ့အရာတွေမမားတစ်ပဲနဲ့မားသွားတဲ့အရာတွေဆုံးပြချက်ကိုချမချတစ်ပဲနဲ့ချလိုက်တဲ့ဟာမားသွားတဲ့အရာတွေအများကြီးရှိပါတယ်ဒါကြောင့်မို့ကိုလုပ်ရမယ့်အရာတွေကိုအမြဲတမ်းစစ်ဆေးဖို့အတွက်မမေ့ကြံခဲ့ဖို့အတွက်ဒီဗီဒီယိုလေးကအာလုပ်ခဲ့တာဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုကလေးမှာအကျိုးရှိတယ်ဆိုရင်အားလုံး comment မှာရေးပါ share လုပ်ပါ ဆိုတော့ကျွန်တော်တို့လူတွေကအမြဲတမ်းမေ့တတ်ပါတယ်တတိမထတတ်ဘူးနှခါပြန်မစစ်ချင်တဲ့အရာတွေဖြစ်တယ်ဒါလူရဲ့သဘာဝဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာလင့်ကျင့်မှုတစ်ခုဖြစ်တယ်လို့မြင်ရပါတယ်ပထမတစ်ချက်ကဘာလဲဆိုကိုယ့်ရဲ့လှုပ်ဆောင်မှုအားနည်းတဲ့အရာတွေမှလည်းဖြစ်တတ်ပါတယ်ဘာလို့ပြောချင်လဲဆိုတော့ဟာဒီဟာတွေကအရေးမကြီးပါဘူးဒါတွေကမလှုပ်လေရပါတယ်ဒါမနဲ့ပြန်လှုပ်လိုက်လေရတယ်ဆိုတဲ့အရာကိုကျွန်တော်တို့အမြဲတမ်းအဲ့ဒီအလေးအကျင့်ရှိတဲ့အချိန်မှာ ကျွန်တော်တို့ကကျွန်တော်ရဲ့အုံနောက်ထဲမှာဒါစီစစ်ရမယ်ဆိုတဲ့အရာကိုတဖြည်းဖြည်းနဲ့ယော့သွားတဲ့အရာရှိတတ်ပါတယ်။ဒုတိယတစ်ချက်ကပါလဲဆိုတော့တတိမထားတဲ့အရာတွေဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့က attention span မရှိဘူး။တတိမထားဘူး။ဥပမာဆိုပါစို့ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်တတိမထားလာတော့ကျွန်တော်တို့ဟာဒီတချင်းတချင်းဆိုရဲတချင်းရဲ့ဒီ lyric တွေကိုတတိမထားတော့ဘူး။မမမိနိုင်တော့ဘူး။ notification တွေကျွန်တော်တို့ကအဲ့ဒါတွေပဲထားလာတဲ့အချိန်မှာကိုယ့်ရဲ့ ုံနောက်ကဘာလဲဆိုတော့ကျွန်တော်တို့ကတတိထားမယ့်အရာမထားတော့ဘူး။ဥပမာဆိုတော့ alarm alarm ကဖုန်းမှာမြင်နေရှိပဲ။အဲ့ဒီအရာကိုအားကိုးတဲ့အချိန်မှာကိုယ့်ရဲ့အုံနောက်တတိဆိုတဲ့အရာကိုတပိပိနဲ့ရော့ကျသွားတဲ့အရာရှိပါတယ်။ဒါကြောင့်မို့တတိမထားတာဖြစ်တယ်။အဲ့ဒီရဲ့အကျိုးဆက်ကကျွန်တော်တို့ကအာယုံစိုက်မှုတပိပိနေသွားတယ်။အဲ့ဒီရဲ့အကျိုးဆက်ကဘာပဲဆိုမမတ်မိနိုင်ဘူး။ဆိုတဲ့အရာကိုတွေ့ရပါတယ်။နံပါတ်3ချက်ကဘာလဲဆိုတော့ကျွန်တော်တို့ကနှာခါပြန်မစစ်ချင်တော့ဘူး။အဲ့ဒီ ကြောက်မှုဖြစ်တယ်အဲ့ဒါကဘာဖြစ်လို့လဲဆိုတော့အာ over confidence habit ဖြစ်တယ် over confident habit ကဘာလဲဆိုတော့ကို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 ကမမားနိုင်ဘူးကိုကိုယုံကြည်စိတ်ချလို့လို့ပြန်မစစ်တာဖြစ်တယ်ပေါ့နော်အဲ့ဒီရဲ့အကျင့်တလေးဖြစ်ပါတယ်လူတော်များများကကိုလှုပ်တာမှန်တယ်ယုံကြည်တယ်ပြန်စစ်ဖို့မလိုဘူးဆိုတဲ့အရာကိုသူတို့ကအဲ့ဒါမျိုးရှိလို့ over confident ဖြစ်လာတယ်ဆိုတော့အဲ့ဒီကစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကမားတတ်ပါတယ် နော်နံပါတ်၄အချက်ကကျွန်တော်တို့ကစိတ်ပြင်ပန်းတဲ့အချိန်မှာမတတ်တယ်နော်စိတ်ပြင်ပန်းတဲ့ကျွန်တော်တို့ကအယံကိုပြင်ပန်းတဲ့အချိန်မှာဟာဒီနေ့ညကျွန်တော်ဒါတွေကမလုပ်နိုင်တော့ဘူးဆိုတဲ့အရာမစဉ်းစားကျင်တော့ဘူးအဲ့ဒီအချက်လက်ကိုအသေးစိတ်ကိုပြန်ပြီးမှ double check ကမလုပ်ကျင်တော့ဘူးစိတ်ပြင်ပန်းတဲ့အချိန်မှာတတိမိတ်တပ်ပါတယ်ဆိုတော့ဒါလေးကိုလည်းကျွန်တော်ပြောပြချင်ပါဒါဆိုရင်ကျွန်တော်တို့ကအဲ့ဒီတတိမိတ်တဲ့အချက်တလေးကိုကျွန်တော်တို့ဘယ်လိုအာပြင်ရမလဲပြုပြင်ရမလဲနည်းလမ်းတွေရှိပါတယ် ပထမတစ်ချက်ကဘာလို့ ਆ မလဲဆိုတော့အရေးကြီးတဲ့အရာတွေကိုကျွန်တော်တို့ရဲ့မတ်စုထဲမှာကိုအမြဲတမ်းကိုမှတ်ထားဖို့တော့အရေးကြီးပါတယ်။ဥပမာကျွန်တော်ကခရီးထွက်တော့မယ်၊တနေရာသွားတော့မယ်၊မီတင်တစ်ခုထိုင်တော့မယ်၊ဒီအလုပ်ကိုလုပ်တော့မယ်၊ကျွန်တော်စေးဝေတော့မယ်အရေးကြီးတဲ့အကုန်လုံးမတ်စုထဲမှာရေးထားရမယ်။ နော်လုပ်ငန်းတစ်ခုလုပ်တော့မှဆိုမတ်စုထဲမှာရေးထားပါဒုတိယတစ်ချက်ကဘာလို့ ਆ မလဲဆိုတော့လုတ်ပြီးတဲ့အရာတွေကိုနှခါပြန်စစ်ဖို့အတွက်အလစ်အချက်ကိုကျွန်တော်ဖန်တီးပေးရမယ်ကျွန်တော်လုတ်ပြီးသွားပြီဒီအလုတ်ကိုပြီးတော့ပြီဥပမာဆိုပါဆိုကျွန်တော်တို့က restaurant မှာ kitchen room မှာကျွန်တော်ကဒီနေ့တနေ့တာအတွက်လုတ်ပြီးပြီအဲ့ဒါကိုပြန် double ပြန် check ရမှာနှခါပြန်စစ်တဲ့စစ်ဆေးဖို့အတွက်အလစ်အချက်ကိုပြန်လုပ်ရပါမယ်နံပါတ်နံပါတ်3ချက်ကဘာလဲဆိုတော့ ခဏခဏမေ့တတ်တဲ့အရာကိုကျွန်တော်တို့ကဘာလို့လဲဆိုတော့ခဏခဏ mindfulness ဆိုရအောင်တတိပြန်ရလာပို့အတွက် legit လုပ်ပေးရမယ်ဟာငါဒါမေ့တတ်တယ်ဆိုပါဆိုအဲ့ဒီအရာကိုကျွန်တော်ပြန်တတိပေးဖို့အတွက်ကိုယ့်ရဲ့စိတ်ထဲမှာအမြဲတမ်းကို legit လုပ်ပေးရမယ်တတိယတစ်ချက်ကအဲ့ဒါဖြစ်တယ် number 4ချက်ကစတုတ္ထအချက်ကနောက်ဆုံးချက်ကဘာပြောချင်လဲဆိုအိမ်ရေကောင်းကောင်း အိတ်ဖို့အတွက်အရင်ရေးကြည့်ပါလူတစ်ယောက်ကအရင်မဝဘူးဆိုရင်ကိုယ့်ရဲ့ focus တွေကိုယ့်ရဲ့ဒီ mindset တွေကိုယ့်ရဲ့ confidence နဲ့အကုန်ပျောက်ပါတယ်ဒါကြောင့်မို့အရင်ဝဆိုအိတ်ရမယ်ကိုယ်အလုတ်လုပ်ရမယ့်အရာတွေကိုယ်တွားရမယ့်နေရာခီးထွက်မယ့်အရာတွေကိုယ့်ရဲ့ဒီ dream တွေကျွန်တော်အကောင့်တွေပို့တဲ့အချိန်မှာကိုကကောင်းကောင်းအိတ်ထားရမယ် ကျွန်တော်တို့ရဲ့အုံနောက်က limit ပဲဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့က unlimited ကျွန်တော်တို့ရဲ့အုံနောက်ကလုတ်တယ်အေးရေမဝဘူးမအိတ်နိုင်ဘူးဆိုတဲ့အချိန်မှာကျွန်တော်တို့ရဲ့မှတ်ဉာဏ်ကတပြည့်ပြည့်နဲ့ကျသွားမယ်အစတော့အဲ့ဒီအရာတွေကိုကျွန်တော်တို့ကအလစ်အထလုတ်ရင်းနဲ့ကျွန်တော်တို့မေ့တတ်တဲ့အရာလေးတွေကိုကျွန်တော်တို့ပြန်ပြီးမှကျွန်တော်တို့ပြုပြင်နိုင်တဲ့နည်းလမ်းတွေဖြစ်ပါတယ်ဆိုတော့အကြောင်းကိုပြောပြချင်ပါတယ်သင်မေ့တတ်တယ်ဆိုရင်တော့အောက်မှာ comment ရေးပါကျွန်တော်ကိုယ်တိုင်လည်းအရာကိုမေ့တတ်ပါတယ်ဂျေဆုတင်တယ် God bless you all